အဖေကကျတော့အရင်ပေါင်းများစွာကြာပြီပေါ့နော်အဆီနီယာလည်းဒါကို့အဖေတယောက်ဆိုမယ်ဆီနီယာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဖဖေရဲ့အောင်မြင်မှုအများကြီးကတော့တို့လည်းအဲ့လောက်နှစ်ပေါင်းနဲ့အများကြီးချက်တန်းရအောင်ပါပေါ့နော်အခုဖေရနဲ့အောင်မြင်မှုလည်းရန်ဝန်တာရဲ့ပြီးတော့ YouTube မှာလည်းအော်ဒီဟာတာဗီဒီယိုလေးတော်တော်လေးလက်ပေါက်တစ်ခါကြာလို့ရှင်ဟိုကို့အဖေဗီဒီယိုပဲကိုယ့်ကိုထိုင်ကြည့်ရည်ရည်ရှိရပါတော့အဖေရဲ့နောက်ပိုင်းဒီဟာတာဗီဒီယိုလေးတော်တော်လေးလက်သဘောကျတယ်ကိုတော်လက်နဲ့ဟာလေးတွေ啊လေးဟုတ်အော်ဆောင်ဝင်လုံးပါလား အင်ဂျင်နီယာလာလုံးမာလားဆိုတော့ငါလည်းအောင်ဝေဝဲမရအောင်ဖြစ်နေကိုကြီးတော့ဘာတမ်းမအောင်နောက်ဆရာဝန်အင်ဂျင်နီယာလုံးနေတယ်တရုတ်မိသားစု vlog ကြည့်ပြီးဆိုအဲ့လိုလေအချိန်မပေါ့ပါနေရပျော်ရွှင်နေရဆိုတော့တရုတ်လုံးယူထားမဟုတ်ဘူးဒီဟာကိုပဲဟိုမိသားစုအချင်းချင်းအင်ရတော့စိတ်ဆိုးစိတ်ကောက်တွေရမ်းမြားပါတော့ခုဆိုစိတ်ဆိုးစိတ်ကောက်တွေကိုအတက်နိုင်ဆုံးလျှော်ရဲပျော်အောင်နေရပါတော့မိသားစုပို့စီးလောက်အောင်နေရပါတော့ အာဟုတ်တာမဟာနဲ့လည်းတဲ့ဒုတိယမြောက်ကားပေါ့နော်ဇလန်လိလာပြောရရလဲဇက်ကအရန်သဘောကြရဲပြီးတော့ဒါအရန်အောင်မြင်ထားတဲ့ဝတ္ထုတစ်ခုပေါ့နော်အဲ့ဒီမှာမှပူပူချိုးဆိုတဲ့ character ကိုလာပြီးတော့ကန်လန်းလာဖြစ်တဲ့အတွက်အရန်ဝမ်းတာပြီးလက်ခံတာပါဒီကားကအရန်နည်းနည်းမို့တော်တော် villain ပေါ့နော်တော်တော်လေးစိုးရမယ်ကောင်းပါလေးပါဒီအရှိမှလည်း villain တကားတော့ရိုက်ထားပြီးသားကြီးပေါ့နော်မြားကားမှလည်းဟို recall လဲအဲ့တော့ကကြာတော့ तू ကဒီထက်အသက်ကြီးရဲ့ character ပြီးတော့ပို့ပြီးတော့ တာမာရဲအဲ့လိုပြီးတော့ confidence ရှိရမယ့်ကလေးတရားပေါ့နော်ဒီကားမှာကျတော့လူငယ် van ပုံစံမျိုးပေါ့နော်အဲ့တော့တဲတို့ဒီအာမာမတ်တီပီရိုနဲ့အများကြီးတွဲခါမှာလဲတိုင်မြင်နေဘယ်လိုလေးပုံခုံမဲပေါ့နော်ပြီးတော့ဒီကားမှာ villain ကများတယ်အဲ့အဲ့လိုသူ့ သူ့ဟာလည်းသူစိုးကြတဲ့သူတွေပြန်အဲ့လိုလူတွေစုထားကြပါဘောเนาะဟုတ်အော်ပြပြအဲ့လိုတော့မပြောပါဘူးကောင်းနေပေါ့เนาะဒီ character တခုကလန်းခံရတော့ဝမ်းတာရပေါ့เนาะဟုတ်ဒါဖီလင်းကြတော့သူတို့ချုပ်ထားရတာမျိုးမရှိဘူးရိုက်ကွင်းပေါ်မှာကိုဖွင့်ထုတ်ချင်လို့ဖွင့်ထုတ်လို့ရတဲ့ဟာလေးရှိရပေါ့เนาะအဲ့ဟာလေးကိုပို့ပြသဘောကြတယ် ဟုတ်တယ်ဟုတ်တယ်တော်ဟာအဖွဲကမိသားစုကများတော့ဟိုမိသားစုမွေးနေ့လေးများရပါတော့အဲ့တော့ channel မှာတော့မွေးနေ့အရင်များရပါတော့ဟုတ်တယ်ဟုတ်တယ် channel မှာလို့ပြပြီးတော့ channel ကကြတော့အလိုပုံမှန်ဆိုတော့လို့အိမ်မှာလူဆောင်တာရှားတယ်အကောင်တော့အလုတ်ကိုစီထွက်တော့အိမ်မှာလည်းမတွေ့ရအောင်အဲ့တော့မိသားစုဝင်နေစုံတာမဟုတ်ဘူး channel ဆိုစုံတယ်အဲ့တော့အဲဒီရက်မှာဘယ်ရက်ဘယ်ရက်မိသားစုဝင်တော့မိသားစု group chat ရှိရအမောင်နှမ group chat ရှိရဒီရက်ဒီရက် channel ကမယ်ဆိုအကောင်လုံးကလာကြတယ်လာပြီး channel မှာညာအိတ်ဆုံးအပြင်နောက်နေ့ကျရင်အိမ်ပြန်ရင်ကိုလို့ကိုလို့အဲ့လိုမျိုးပေါ့ Happy birthday to you ုတ်အဲဒါဖဖေကကျတော့အရင်ပေါင်းများစွာကြာပြီပေါ့နော်အဲစီနီယာလည်းဒါကို့ဖေကြောက်ဆိုမဲ့စီနီယာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဖဖေရဲ့အောင်မြင်မှုအများကြီးကတော့တို့လည်းအဲ့လောက်နှစ်ပေါင်းနေအများကြီးချက်တန်းရအောင်ပါပေါ့နော်အခုဖေကနေအောင်မြင်မှုလည်းရဝမ်းတာရဲ့ပြီးတော့ YouTube မှာလည်းအော်ဒီဟာတာဗီဒီယိုလေးတော်တော်လေးလက်ပေါက်တခါကြာလို့ရှိရင်ဟိုကို့ဖေဗီဒီယိုပဲကိုယ့်ကိုထိုင်ကြည့်ပြီးရှိရရှိရပါတော့။ဖေရဲ့နောက်ပိုင်းဒီဟာတာဗီဒီယိုလေးတော်တော်လေးလက်သဘောကျတယ်ကိုယ်သွက်လက်နဲ့ဟာလေးတွေ啊လေးဟုတ်။အော်ဆရာဝန်လုံးမှာလား အင်ဂျင်နီယာလာလုံးမလာဆိုတော့ငါလည်းအဲ့ဒါကိုဝေဝဲမရအောင်ဖြစ်နေကိုကြီးတော့ဘာတမ်းမအောင်နောက်ဆီယာဝင်အင်ဂျင်နီယာလုံးနေတယ်ဟုတ်လေမြင်ရလေဝေးတင်ပြန်ဖြေလိုက်မှာပေါ့ငါတမ်းကိုဘလို့ဝေးဖြေမှာတော့အဲတဲရော vlog တွေကြည့်ရတူဆိုတော့သိမယ်ပေါ့နော်တို့ပေါ့ပေါ့ပါပါနေရာများပြီးတော့တို့ခုနောက်ပိုင်းမိသားစုမှာထားရမိုင်းဆက်ကပါလဲဆိုတော့ဘယ်ချိန်ပါဖြစ်မှန်မှန်မသိရဘူးပေါ့နော်အဲ့တော့ပျော့ပျော့နေမယ်အဲ့လိုစိတ်ညစ်စရာဆိုရင်ဟိုအယူမခံအောင်ပေါ့နော် negative ကိုကင်းအောင်နေရအဲ့ဒါကြောင့်တို့မိသားစု vlog ကြည့်ပြီးဆိုအဲ့လိုလေ အချိန်မပေါ့ပါနေရပျော်ရွှင်နေရဆိုတော့တို့လောက်ယူထားတာမဟုတ်ဘူးဒီဟာကိုပဲဟိုမိသားစုအချင်းချင်းအင်အားတော့စိတ်ဆိုးစိတ်ကောက်တွေရမ်းများပါဘောနော်အခုဆိုစိတ်ဆိုးစိတ်ကောက်တွေကိုအတက်နိုင်ဆုံးလျှော်ရဲပျော်အောင်နေရပါဘောနော်မိသားစုပို့စီးလောက်အောင်နေရပါဘောနော်ချန်စီဟိုချန်စီဟိုလူရောင်းဖြစ်မလဲဆိုတော့ဟိုဖေဖေတို့ကားစီတန်းဖြစ်ပြီးရဲ့နောက်ပိုင်းလည်းပါမယ်ပြီးတော့အခုဆိုလို့ရှင်တဘာဝဘေးရဲ့နေရာကြီးလည်းရမ်းများလေအဲအဲ့လိုဆိုတော့ရုတ်တရက်ကြီးဟိုဘယ်ရာမှမတည်ကြဘူးဆိုတော့လေအဲ့တော့ဟို စုတယ်အရင်ဆိုလို့ရှိရင်စုစုစုဒါပေမဲ့ခုနကစုပြီးတော့ငါရုပ်တည့်ဖြစ်သွားရောဆိုတော့စိတ်တရားဖြစ်လာတော့အဲ့ဆိုတော့တောင်းရမှာပေါ့ဆိုရယ်အဲ့လိုပြောမှလားတောင်းရမယ်လူရမယ်ပျော်ရမယ်ပေါ့နော်ပြီးတော့စုအဲ့လိုပေါ့